မင်္ဂလာပါရှင်ပကန်နျူးရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါမန္တလေးတိုင်းတပိတ်ချင်းမြို့နယ်တောင်ပိုင်းချောင်းကြီးနယ်အနီးတစ်ဝိုက်ကိုစစ်ကောင်စီကဒီကနေ့နေ့လယ်တနာရီကမှလေကြောင်းတိုက်ခိုက်မှု၂ကြိမ်ပြုလုပ်ခဲ့ပြီးအမျိုးသား၂ဦးစိုးရင်ရတဲ့ဒဏ်ရာတွေရရှိခဲ့တယ်လို့ Voice of Mandalay အဖွဲ့ကထုတ်ပြန်ပါတယ်မနေ့ကလည်းမန္တလေးတိုင်းမဒရာမြို့နယ်အရှိချမ်းရုံးပင်အနီးတစ်ဝိုက်ကိုစစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တာကြောင့်အသက်35နှစ်အရွယ်မျိုးသမီးတဝူးသေဆုံးခဲ့တယ်လို့သိရပါဗျ။စက်တင်ဘာလ18ရက်နေ့ကလည်းမတရားအရှိမြောက်ချမ်းဒီဝါရွာကိုစစ်ကောင်စီတပ်ကဂျက်ဖိုင်တာနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အသက်12နှစ်အသက်14နှစ်အသက်18နှစ်အရွယ်ကလေးသုံးဦးသေဆုံးခဲ့ပါဗျ။မကွေးတိုင်းမင်းဘူးမျိုးနယ်မှာမန်းချောင်းရေရှမ်းပြီးအောက်ဆက်တော်ရဖရားအတွင်ရေဝင်ရောက်နေတယ်လို့ဒေသခံတွေကပြောပါဗျ ဒီကနေ့မနက်ကစပြီးရေဝင်ရောက်နေတာကြောင့်ရွှေဆက်တော်နေမီမီသက်စကန်တပ်ဖွဲ့ဝင်တွေကမန်းချောင်းတစ်လျှောက်ကနေအိမ်တွေကိုကူညီရွှေ့ပြောင်းပေးခဲ့တယ်လို့သိရပါတယ်။မင်းဘူးမြို့နယ်မှာမိုးသက်ထန်စွာရသွန်းလာကြောင့်မင်းဘူးစကူကားလမ်းပေါ်မှာရေရှမ်းပြီးလမ်းပိတ်ခဲ့တယ်လို့သိရပါတယ်။မနေ့ကလည်းမင်းဘူးမြို့နယ်မှာမိုးသက်ထန်စွာရသွန်းခဲ့တာကြောင့် စပုတ်ချောင်းရေရှမ်းပြီးကြောက်တန်းကြီးရွာအတွင်းရေဝင်ရမှုဖြစ်ပွားခဲ့တာကြောင့်ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့တယ်လို့မိသက်တဖွဲ့ကထုတ်ပြန်ပါတယ်မြန်မာနိုင်ငံအလဲပိုင်းမန္တလေးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းဒေသတွေမှာစက်တင်ဘာလ25ရက်နေ့ကနေအောက်တိုဘာလ1ရက်နေ့အထိ9ရက်အတွင်းမိုးသည်ထန်စွာရွာပြီးရေရှမ်းနိုင်တယ်လို့ရက်ဖတ်မိုးလေဝသလေးလာသူဦးဝင်းနိုင်ကလည်းထုတ်ပြန်ထားပါဗျာ စကိုင်းတိုင်းကံပလူမြို့နယ်ဇီးကုံမြို့ရဲစခန်းကိုတော်လန်ရေးတပ်ဖွဲ့ဝင်တွေကစက်တင်ဘာလ18ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ပြီးဖမ်းဆီးခဲ့တဲ့ကိုဝင်ဆောင်အမျိုးသမီးကမနေ့ကညနေပိုင်းမှာကလေးမွေးဖွားနိုင်ခဲ့တယ်လို့ကံပလူခရိုင်ပကပလှုပ်ရှားရေးတပ်ဒုတက်ရင်မှုဘူပိုင်ချဲကပြောပါရယ်ဖမ်းဆီးမိခဲ့တဲ့ရဲတပ်သားရဲ့ကိုဝင်ဆောင်အမျိုးသမီးကိုယောက်ျားလေးမွေးဖွားပေးနိုင်ခဲ့တယ်လို့သူ့ရဲ့လူမှုကွန်ရက်ကတဆင့်ပြောပါရယ် ဇီကုံမျိုးရဲစခန်းစခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီဘက်ကအရာရှိပါဝင်6ဦးသေဆုံးခဲ့ပြီး17ဦးအရှင်ဖမ်းမိခဲ့တယ်လို့တော်လှန်ရေးတပ်ဖွဲ့တွေကထုတ်ပြန်ခဲ့ပါတယ်။တိုက်ပွဲမှာဒဏ်ရာရရှိခဲ့တဲ့စစ်ကောင်စီမိသားစုဝင်တွေအမျိုးသမီးတွေနဲ့ကလေးတငယ်တွေကိုအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ညွန်နယ်ကျန်းမာရေးအဖွဲ့ကကောင်းမွန်စွာစောင့်ရှောက်ကူတာပေးထားတယ်လို့သိရပါတယ်။စကိုင်းတိုင်းမုံရွာမြို့နယ်အနောက်မြောက်တိုင်းစစ်ဌာနချုပ် ၃၀၀ချွန်စစ်ကောင်စီဂိတ်နဲ့နေတဲ့တန်တိုတန်ဆာရောင်းတဲ့ဆိုင်မှာပောက်ကွဲမှုဖြစ်ပြီးအမျိုးသားတအူးတေဆုံးခဲ့တယ်လို့မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကထုတ်ပြန်ပါတယ်ပောက်ကွဲမှုဖြစ်ပွားခဲ့တဲ့ကောင်းကောင်းတန်တိုတန်ဆာဆိုင်ပိုင်ရှင်ဟာစစ်သားဟောင်းတအူးဖြစ်ပြီးစစ်သားတွေတင်ဆက်လာတဲ့မိုင်းလုံးတွေကိုတန်တိုတန်ဆာအဖြစ်ပြန်လည်ရောင်းဖို့ဝယ်ယူခဲ့ပြီးကိုထွန်းစော်လဲဆိုသူကတန်တိုတန်ဆာတွေကိုထုခွဲရင်းပောက်ကွဲမှုဖြစ်ပြီးတေဆုံးခဲ့တယ်လို့ထုတ်ပြန်ပါတယ် စိုင်းပိုင်ရှင်အပါအဝင်အလုသမားနှစ်ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီတပ်သားတွေဟာမုံရမန္တလေးလမ်းပေါ်မှာတွားနေတဲ့ခီးတဲ့တင်ကားတွေကိုတားဆီးပြီးပြည်သူတွေကို မိုင်းရှင်းခိုင်းတာခီးတဲ့ကားတွေပေါ် မိုင်းတင်ပြီးစစ်တပ်မဦးဂိတ်စွမ်းရည်ထက်ဂိတ်တွေမှာချထိုင်းခိုင်းတာတွေပြုလုပ်နေတယ်လို့သိရပါဗျ။ပကန်ညရဲ့ပေါက်ကတ်အစီအစဉ်ကိုနားဆင်ခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ ပကံနူးရဲ့ pocket အစီအစဉ်ကို YouTube channel နဲ့ Spotify platform တွေမှာလည်းနားဆင်နိုင်ပါတယ်။